EAEU ရဲ့အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ Belarus သမ္မတနိုင်ငံသမ္မတ Mr. Alexander Grigorievich Lukashenko ရဲ့ဖိတ်ကြားချက်အရ Minsk မြို့မှာကျင်းပမယ့်စုထားချိန်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025တို့တက်ရောက်ဖို့အတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမြောက်လိုင်းဦးဆောင်နဲ့မြန်မာစစ်မြေကိုယ်စားလှယ်အဖွဲ့ဟာဇွန်လ25ရက်နေ့မနက်ပိုင်းမှာမြန်မာနိုင်ငံမှာအထူးလေရင်ဖြင့်ထွက်ခွာခဲ့ပြီး ညနေပိုင်းမှာ Nova 7မြို့တမရှာဗာလေးစိမ့်တို့ရောက်ရှိရာ Nova 7ဒေတာအုပ်ချုပ်ရေးမှူးနဲ့တာဝန်ရှိသူများကလေးစိမ့်မှာလှိုင်းလဲနှွှဲထွေးစွာကြိုဆိုနှုတ်ဆက်ပါတယ်။ အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ Nova Civic Data အုပ်ချုပ်ရေးမှူးတို့ဟာမြန်မာနိုင်ငံနဲ့ Russia Federation နိုင်ငံ Nova Civic Data တို့ကြားအာဆီယံဒေတာရင်းနိုင်ငံများကြားစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများမြင့်တင်နိုင်ရေးလေကြောင်းပြေးဆွဲမှုများမြင့်တင်နိုင်ရေးခီးသွွားကဏ္ဍမြင့်တင်ရေးတို့နဲ့ပတ်သက်ပြီးခင်မင်ရင်းနှီးစွာအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ပါတယ်။ တွဲဆောင်ဆွေးနွေးမှုအပြီးမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ Nova Civic Data အုပ်ချုပ်ရေးမှုတို့ဟာအမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးရခဲ့ပါတယ်။အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်နဲ့မြန်မာစစ်မြေကိုယ်စားလှယ်ဖွဲ့ဟာ Nova Civic မြို့တမန်ရှော်ဗာလီစိမ်းမှာ Belarus တမရနိုင်ငံသို့ဆက်လက်ထွက်ခွာရာ Nova Civic Data အုပ်ချုပ်ရေးမှုနဲ့တာဝန်ရှိသူများကလေစိမ်းမှာပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။